အချိန်များမကြာမီမှာပဲရခိုင်ကြီးဟာကြားဖြူကြီးကိုရေရှည်မခုခံနိုင်တော့ပဲနဲ့ကြားဖြူကြီးရဲ့ကြိုက်ခဲခေါ်ဆောင်ရနောက်တော့ဒီကျွတ်တိုက်ဆဲလိုက်ပါသွားရတော့လေဒီတော့မှကျွန်တော်တို့ဟာလေကြားဖြူကြီးအနည်းကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့လက်ထဲရတနက်တွေနဲ့ကြားဖြူကြီးဟာပြစ်ခတ်ကြတော့လေညာရစာတွပီလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလေးပါတယ်နော်ခွန်ညာအတွက်တော့ကျွန်တော်မှာ အေးအေးဝဝအိတ်ဆက်ခဲ့ရတယ်ဗျ။တညာလုံးရဲ့ကင်းဆောင်တာဝန်ကိုရက်ခါကြီးကယူခဲ့တာကြောင့်ဖြစ်တယ်။အဲ့ဒီလိုယူခဲ့တဲ့တန်အောင်လဲရက်ခါကြီးမှာမနဲ့လေးနဲ့ထိလန်းဆန်းတက်ကြွနေသေးပဲဖြစ်တယ်ဗျ။ဝါဖူလိုမျိုးအိတ်လိုက်ရတော့မှပဲလန်းဆန်းတက်ကြွသွားတော့တယ်ဟဲ့။ကိုမင်းတင်ကလည်းရက်ခါကြီးကိုအားကိုးတော့အကျင့်နဲ့ကြည့်ပြီးတော့လန်းဆန်းတက်ကြွနေတယ်ဗျ။ကြောင်ပြူကြီးကကဘာမှာအင်မတန်ရှားပါတဲ့သားကောင်းပဲဗျ။ကျုပ်ကလည်းကဘာမှာရှားမှရှားဆိုတဲ့မုတ်ဆိုးပဲဆိုပါတော့။ ကျွန်တော်ကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့တရားကြမိတော့တယ်ဗျသူတို့နှစ်ယောက်စလုံးကကြာပြူကြီးကိုတက်ချင်နေကြတယ်လေတယောက်ကလည်းဂလက်စားချစ်ချင်စိတ်နဲ့တက်လို့တယ်နောက်တယောက်ကတော့ဗျာဂုံယူဝင်ကြွားစိတ်နဲ့တက်ဖြတ်ချင်တာဗျကြာပြူကြီးကိုဗျာအသေးတက်ပြီးရင်တော့ကျုပ်ကကြာပြူရဲ့ခေါင်းကိုနှေးပြီးတော့ဓက်ပုံအရိုက်ခံရမယ်အဲ့ဒီပုံကိုအမေရိကမှာထုတ်ဝေတဲ့မဂဇင်းမှာပို့လိုက်ရလို့ရတော့ဗျာကျုပ်ကနေချင်းညချင်းကဘာကျော်သွားတော့မှာပဲသူများမင်းကကျုပ်ကိုအရက်တောက်ဖို့ခေါ်တော့ကျုပ်ငင်းခဲ့တယ်လေ ီနေ့ညတော့အောင်ပွဲခံတဲ့အနေနဲ့ကျုပ်ခမားနဲ့အတူရက်တော့မယ်ဗျာဒီနေ့ဟာကြားဖြူကြီးရဲ့နောက်ဆုံးနေပဲဗျာရက်ခကြီးကကြွားလုံးတော့သူဒါမှမဟုတ်ကိုကိုကိုအထင်ကြီးတဲ့သူဖြစ်ပုံရတယ်ဗျာခမားကကြားပေါင်းများစွာကိုပြစ်ခတ်ဘူးဟန်တူပါလေခမားကတော့အထင်မသေးပါဘူးဗျာဒါပေမဲ့ကြားဖြူကြီးကိုလည်းအထင်မသေးစေချင်ဘူးသူကအင်မတန်အန္တရာယ်ကြီးတယ်နော်ဟာ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 တခြားကြားတွေနဲ့မတူဘူးဆိုတော့ဒီကြားကခြေ၆ချောင်းရှိလို့လားဗျဒါမှမဟုတ်အတောင်မှန်နေပါနေလို့လား ဒီကြားကမြေရှိုးမိုးပြန်တဲ့နဲ့တိတ်ထိကြားမဟုတ်ပါဘူးဗျာဒီတော့ကြုတ်လက်ထဲကမလွတ်ပါဘူးဥတ္တပိယဒီလူကတော့ဗျာကြားဖြူချင်းနဲ့နှစ်ဖူးတွေ့ဒူးတွေ့မတွေ့ဘူးသေးတဲ့သူဆိုတော့ဒီလူပော့ပော့တလန်ပြောနေတယ်လို့ပဲကြုတ်တွေးလိုက်မိတယ်ဗျာဥထွန်လိုင်းရဲ့စကားအရတော့ဗျာကြားဖြူချင်းကိုတတ်နိုင်တဲ့လူကခေါင်းနှလုံးနဲ့လူဆိုတာကိုတွေးမိပြီးတော့ကြုတ်သူ့အတွက်စိုးရင်စိတ်နဲငယ်ညှော့နေသွားတယ်ကဲဒါဖြစ်လိုက်ကြရအောင်ဟဲ့တခုတော့တတိထားနော် ဒီကောင်ကြီးကမြောက်တကောင်လိုပဲတစ်ပင်တက်လဲကျွမ်းကျင်နေဗျအဲ့ဒါကိုတတိမထားမိလို့ကျောက်တို့တွေကဥထော်လန်ကတော့အသက်ဆုံးရှုံးသွားရတယ်ဗျဒီကောင်ကြီးကညံလေးများတယ်ဗျတကားဗျာသူ့အတန်နဲ့မြားခေါ်တဲ့နောက်ကိုကျောက်တို့လိုက်သွားပြီးတော့အလေးတိုက်ခိုက်ခံရတယ်လူတယောက်နေပါအသိဉာဏ်ရှိတယ်ဗျခမရတတိရှိနေတယ်ဗျကာလာပတ်လုံး तू ကဝင်တိုက်မှာမဟုတ်ဘူးဗျတတိလွတ်တာနဲ့တော့ခံရပြီသားမှတ်ပြီးတော့ဗျကျိုက်သွားပြီဗျာကျုပ်ကလည်းတက်သားရောက်ကြားကိုပြစ်ချင်တာမဟုတ်ဘူးဗျသူကလည်းတော်ပြီးရေမုတ်ဆိုး ဒီပွဲကတော့မုတ်ဆိုးချင်းချင်းတွေ့ကြပြီပဲရခကြီးရဲ့စကားမှာအမှန်ပင်ဖြစ်တယ်ဗျဒီပွဲမှာဘယ်မုတ်ဆိုးအစွမ်းထက်တယ်လဲဆိုတာကိုကြည့်ရမယ်ပွဲပဲဖြစ်တယ်ကျွန်တော်တို့တော့ရောက်မှာလဲတယောက်ကိုတယောက်ခက်ခွခွာမသွားပဲနဲ့သုံးဦးသားအတူတူသွားရဆုံးဖြတ်ပြီးတော့ဂျာဖြူကြီးကိုလိုက်လံရှာဖွေကြတော့တယ်အဲဒီလိုမှသာတူအခက်ခဲကြုံရင်ကျင်းတဲ့တူကလည်းဖြည့်ရှင်းပေးနိုင်မှာဗျကျွန်တော်တို့ရဲ့တစ်ဖက်မှာတော့ ြီးမားသောကြောက်နေရန်ကြီးရှိတယ်ဗျလူနေရန်ကြီးတွေဘောကကြားဖြူစဉ်တက်လာမိဆိုတာဘလုံးမှမဖြစ်နိုင်ဘူးလေကြောက်ဆောင်ကြီးတွေမှာလည်းမြင်မားလို့တစ်ဖြစ်ကြားဖြူကြီးမှာကြောက်တောင်ပေါ်ကနေအလေအမြန်ဆင်းနိုင်မှာမဟုတ်ဘူးဗျဒါကြောင့်ကြွတူမှာလည်းကြားဖြူကြီးကိုပြစ်ဖို့အတွက်အခွင့်အရေးသာတဲ့နေရာပဲဖြစ်တယ်ဘေးတစ်ဖက်မှာတော့ဗျာအတန်ငယ်နဲ့နဲ့တဲ့ရှိုးတစ်ခုရှိတယ်ဗျအဲဒီရှိုးထဲကလည်းကြားဖြူကြီးရုတ်ထည့်ပေါ်ထွက်လာရင်မလွယ်ပါဘူးဗျာဘာလို့လဲဆိုတော့ရှိုးကလည်းညက်တယ်လေအဲဒီလိုနဲ့ကြောက်တူမှာထွက်လာရင်လည်း မုတ်ဆိုးရဝနေသောရခကြီးမှာခုနေရာမှာပဲနေရာယူပြီးတော့ကြာဖြူကြီးအားပြစ်ခတ်ရန်စောင့်ဆိုင်းနေတော့တယ်။ဦးမင်းတွေကလည်းမလန့်မကန့်မှာပဲနေရာယူပြီးတော့ကြာဖြူကြီးကိုပြစ်ခတ်ဖို့အသင့်အနေထားရှိနေတယ်ဗျ။တို့ကတော့ဗျာကြာဖြူကြီးရဲ့ခြေရာတွေကိုလိုက်လံရှာဖွေနေတော့တယ်။ဒါပေမဲ့ကြာဖြူကြီးရဲ့ခြေရာကိုတော့ဘယ်နေရာမှမတွေ့ရဘူးဗျ။တစ်ပင်များပေါ်မှာရှိမလားလို့ကြုံမှလည်းဝိပတ်ကြည့်ရှုရသေးတယ်။နားကလည်းချွတ်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 အတန်းတွေကိုနားဆွရသေးတယ်ဗျ။ ကြားဆိုတဲ့တတဝါဟာခြင်းနေရင်ညံ့သားသည်မှန်ပါတော့လေမြေပြင်မှာရှိတဲ့တက်ကိုင်း၆လေးတွေတဲ့ရွက်၆လေးတွေကိုနင်းမိရင်တော့အတန်ထွက်လာမှာပဲလေနောက်တစ်ချက်ကတော့ဗျာကြားပြရဲ့အမိကမြေကိုတရွတ်ဆွဲရိုက်ခတ်တယ်ပဲဖြစ်တယ်ဗျာဒါတွေကတော့ဗျာကြားပြကြီးကျုပ်နီးမှရှိသိနိုင်တဲ့သင်္ကေတတွေပဲဖြစ်တယ်ဗျာနောက်ဆုံးတစ်နည်းကတော့အ내အသက်ပဲဖြစ်တယ်ဗျာကြားတွေကအသားစားတဲ့တတ်တပါဖြစ်တာကြောင့်သူတို့ရဲ့ပါးစပ်ကအညီနဲ့ဆူဆူဝါးဝါးကိုရတတ်တယ်ဒီချက်တွေကတော့ တခြားသူများအတွက်အခက်အခဲရှိနိုင်မှာတော့လေမုတ်ဆိုးဝါရနေတော့ကျွန်ုပ်အတွက်မှာတော့ထမင်းစားရည်တော့ကိစ္စများလို့ဆိုရမယ်ဗျကျွန်ုပ်ကလည်းကြားပြကြည့်ကိုပေါ့အတွက်မထားမိသူပြီးပြီးခြေလန်းတိုင်းခြေလန်းတိုင်းကိုအာယုံ၅ပါးကိုအစွမ်းကုန်ဖွင့်ပြီးတော့ရှေ့တိုးကကြားပြကြည့်ကိုလိုက်လံရှာဖွေနေတော့တယ်ကျွန်ုပ်မှာအဲ့ဒီလိုအာယုံနဲ့ဆူးဆိုင်နေရင်ကျုပ်ရဲ့အဖော်နှစ်ယောက်ကိုပဲမေ့သွားတော့တယ်။ကြာပြူကြီးမှာတခြားသူတွေကိုသာမကကျုပ်ကိုပါဆွဲနိုင်နေရဲ့ဗျ။ ကျွန်တော်ကလည်းအနှဲငယ်ကြောင်ရွံ့စိတ်နဲ့ပင်ကျွန်တော်ကလည်းအနှဲငယ်ကြောင်ရွံ့စိတ်နဲ့ပင်တပြိုင်တည်းကြားပြူကြည့်နေရင်ဆိုင်လိုစိတ်လည်းဖြစ်ပေါ်နေတယ်။အဲ့ဒီလိုနဲ့ကြားဟင်းတဲ့တစ်ချက်ကိုကြားလိုက်ရတယ်ဟဲ့ဗျ။ဒီတစ်ခါကန့်ဆိုးသွားတဲ့သူကတော့ဗျာရက်ခကြီးပဲဖြစ်တော်တယ်။ရက်ခကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိနေတဲ့ရှိုးတဲကနေပြီးတော့ကြားပြူကြီးကထွက်လာပြီးရက်ခကြီးကိုခုံအုပ်လိုက်တဲ့ဟန်တူတယ်ဗျ။ရခကြီးကလည်းကြားဖြူကအနီးကပ်ကိုရုတ်တရက်ရောက်လာတဲ့ဖြစ်တနက်ကိုအသုံးပြုမရတော့ကြောင့ တယောက်နဲ့တယောက်အပြန်အလှန်တိုက်ခိုက်နေကြတယ်ဗျရခါကြီးကလည်းလူထွားကြီးတက်တည်ရှိသူပြပြကြားပြူချင်းနဲ့အပြန်အလှန်တက်ပုတ်တော်တယ်ကြားနေလူမှာဘားတပြန်ကြားတပြန်ဖြစ်နေတော်တယ်ဗျသူနဲ့ကိုမင်းတွေမှာလည်းထိုးအတန်ကြားရနေရတော့အမြန်ဆုံးပဲပြေးထွက်လာခဲ့တော်တယ်အချိန်များမကြာမီမှာပဲရခါကြီးဟာကြားပြူကြီးကိုရေရှည်မခုခံနိုင်တော့ပဲနဲ့ကြားပြူကြီးရဲ့ကြိုက်ခဲခေါ်ဆောင်ရနောက်တော့တကြွတိုက်ဆဲလိုက်ပါသွားရတော်တယ် ဒီတော့မှကျွန်တော်တို့ဟာလည်းကြာဖြူကြီးအနည်းကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့လက်ထဲရတနက်တွေနဲ့ကြာဖြူကြီးအားပြစ်ခတ်ကြတော့လေကျောင်းနဲ့အတူကိုမင်းတွေကလည်းကြာဖြူကြီးကိုတရဇက်ပြစ်ခတ်တော့လေဒါပေမဲ့စစ်ကွင်းကရှုံရှက်ခတ်နေတော့ကြောင်းကြာဖြူကြီးကမထိမှန်မဲနဲ့ရှိနေတော့လေအဲဒီလိုနဲ့ကြာဖြူကြီးရဲ့နောက်ကိုကိုမင်းတွေရောကြုတ်ပါအပြေးလိုက်သွားခဲ့ကြတော့လေတနက်တည်းများဟာလည်းတတော်လုံးမှစူညံနေတော့တယ်ဗျာဒီနောက်ကလည်းဒီနေ့မှတော့ကံမကောင်းခြင်းနဲ့ကြုံရတယ်ဗျာ အဲ့ဒီလိုပြေးလိုက်နေရင်လည်းကျွန်တော်မှာခြေချော်ပြီးတော့ရှုံမြောင်းထဲသို့လိမ့်ကျသွားတော့တယ်။ရှုံမှာလည်းအတော်ပဲမြင့်မားတော့တယ်ဗျ။ကျွန်တော်မှာလည်းဒီကိုယ်လုံးပုံးပဲ့တန်ရာများနဲ့အဆိုးဝါးဆုံးကတော့ခြေထောက်ပင်ဖြစ်တယ်။ခြေထောက်မှာလည်းအောက်သို့ပြုတ်ကျတဲ့အခါမှာတော့ကျိုးသွားလောက်တည်းထိအောင်နာကျင်လာတယ်ဗျ။ဒီတိုင်းဆိုရင်တော့ဗျာကျွန်တော်မှာလည်းရှုံထိပ်သို့ပြန်ရောက်ရန်အတွက်မဖြစ်နိုင်တဲ့အနေအထားဖြစ်တော့တယ်ဗျ။ကျိုးရဲ့ခြေထောက်မှာကျိုးသွားတဲ့ကဲသို့ပင်အလုံးမင်းနာကျင်နေတော့တယ် ကိုမင်းနေရေကိုမင်းနေရေကြားရင်ကြုတ်ကိုကဲပါအောင်ဗျကိုညီရလိုညာညာမင်းနေကိုအော်ဟစ်နေပါတော့လဲပြန်လဲထူးခြားတယ်အောင်မကြားရပဲနဲ့အဝေးမှာသာတနတ်တန်များကိုသာဆက်တိုက်ကြားနေရတယ်ကိုမင်းနေကလည်းကျွန်တော်ကိုဂယူထားရမရှိပဲနဲ့ဒေါသတကြီးနဲ့ကြားပြူကြီးနောက်ကိုလိုက်လံပစ်ခတ်နေရင်တူပါလေဗျာငါတယောက်တည်းဘယ်လိုလုပ်ရပါမလဲလန်လန်မှာတနတ်တန်များကိုကြားရပြီးတော့ခဏကြာမှတော့အားလုံးတိတ်ဆိတ်သွားခဲ့တယ်ဗျဒီခြေထောက်ဒဏ်ရာကြီးနဲ့ ဒီရှူထဲမှာပဲအယိုးထုတ်ရတော့မယ်ထင်ပါလေကွာလူသူကင်းဝင်လာတော့ရှူထဲကနေပြန်မတက်နိုင်တဲ့ကျွန်တော်ရဲ့အဖြစ်ဟာအလွန်မင်းဒုက္ခအကြီးကျယ်ရောက်နေတော့တယ်ရခကြီးကလည်းသေပြီးမင်းနေကလည်းဘလို့ဖြစ်နေတယ်မသိဒီတခါတော့ကြုတ်လဲပဲထင်ပါလေဗျာဒါကတော့ကြာဖြူတစေတောလုံးမွေးတဲ့ကတော်ပင်ရင်နဲ့မုံဆိုးတိုက်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါလေဗျာ နောက်တစ်ပိုင်းမှာလည်းခေါင်းနှလုံးနဲ့လူဆိုတာကိုတင်ဆက်တော့မှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်